ဖျားသခင်ဤနေစဉ်နှုတ်ကပတ်တော်များနာယမြောင်နေ့တွင် မတူညီကွဲပြားသည့်တက်ရှိပုံစံများသည့်ဖန်ဆင်းရှင်ဤဩဇာအာဏာကို အမျိုးမျိုးသောနီလန်းများနှင့် ပြသကြသည်ကျမ်းစာကဤသို့ပြောသည်တဖန်ဖျားသခင်က အသက်ရှင်၍လှုပ်ရှားတတ်သော တရိတ်ဆန်တို့ကိုရည်သည် များပြားစွာမွေးဖွားစေ။ငှက်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာချက်ပြင်ဝဲပြန်စေဟု အမိန့်တော်ရှိ၏။ထို့တို့လျင် ရေသည်တရိษံအမျိုးအလိုက်များပြားစွာမွေးဖွား၍ငါးကြီးအစရှိသော အသက်ရှင်၍လှုပ်ရှားတတ်သောတရိษံအပေါင်းတို့ကို၎င်းပြန်တတ်သောငှက်မျိုးအပေါင်းတို့ကို၎င်းဖျားသခင်ဖန်ဆင်း၍ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ ကဘာဦးချမ်း1021ကျမ်းစာက ရှင်းလင်းစွာ ပြောထားသည်ဤနေ့ရက်တွင်ဖျားသခင်သည်ရေထဲ၌တရဝါများလေဘော်တွင်ငှက်များကိုဖန်ဆင်းခဲ့သည်တဏီအဖြစ်ဆိုသောသူသည်ငါးနှစ်ငှက်အမျိုးမျိုးကိုဖန်ဆင်းပြီး၎င်းတို့ကိုအမျိုးအစားအလိုက်ခွဲခြားတတ်မှတ်ခဲ့သည်ဤနီလန်းနှင့်ကဘာမိုးကောင်းကင်နှင့် ရေတို့သည်ဖျားသခင်ဤဖန်ဆင်းခြင်းတို့နှင့် ပြည့်စုံနေခဲ့သည်ဖျားသခင်ဤနှုတ်ကပတ်တော်တို့ကို မိန်ကြားလိုက်သည့်အခါတွင်တက်ရှိတရဝါအစ်တများသည်မတူညီသည့်ပုံစံတစ်ခုစီနှင့် ဖန်ဆင်းရှင်ဤနှုတ်ကပတ်တော်တို့အကြားတွင်ချက်ချင်းရှင်သန်လာခဲ့သည်သူတို့သည် ကဘာပေါ်တွင် နေရာရရန်အတွက် တိုးဝေရင်ပျော်ရွှင်လျက် ခုံပေါက်မြူးထူရင်ဝင်လာခဲ့ကြသည်ပုံတရန်နှင့်အရွယ်အစားမျိုးစုံရှိသည့်ငါးများသည်ရေထဲတွင် ကူးခတ်ကြသည်အခွန်မာကောင်မျိုးစုံတို့သည်တဲထဲမှ တိုးထွက်လာကြသည်အကြီးကွန်များပါသည့်အခွန်မာများပါသည့်ကြောရုပ်မဲ့သည့်တရဝါတွေသည် ကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေရှည်သည်ဖြစ်စေ တိုးသည်ဖြစ်စေ မတူညီသည့်ပုံစံများနှင့်လျင်မြန်စွာ ကြီးထွားလာကြသည်ထိုနည်းတူပင်ပင်လယ်ရေညှိအမျိုးမျိုးတို့သည် မတူညီသည်ရေနေသရဝါတို့၏လှုပ်ရှားမှုအပေါ်တွင်ရိမ့်ရွယ်ရင်ညင်သာစွာလှုပ်ရှားရင်တည်ငြိမ်နေသည့်ရေကိုလှုံ့ဆော်ရင်းနှင့်တက်ကြွစွာစတင်ကြီးထွားလာကြလိမ့်မည်မြ мян လုံးတင့်တငယ်ချင်းများကိုခေါ်ခဲ့မြည်သည့်အခါမြတ်တင်အထီးကျန်ဖြစ်မည်မဟုတ်တော့ဟု ၎င်းတို့ကိုပြောလိုက်သည့်အလားပင်ဖြစ်သည်။ဖျားသခင်ဖန်ဆင်းခဲ့သည့်တက်ရှိတရဝါအမျိုးမျိုးတို့သည်ဂျေရင်ပေါ်လာသည့်အချိန်မှစ၍တက်ရှိအစ်စ်တကောင်ချင်းစီတိုင်းသည် အချိန်ကြာမြင့်စွာ တည်ငြိမ်နေသည့်ရေများကိုတက်ဝင်လှုပ်ရှားလာစေခဲ့ပြီးခေတ်စ်တစ်ခုကိုဖွင့်လှစ်ပေးခဲ့သည်။ထိုအချိန်မှစပြီးသူတို့သည် အချင်းချင်းခိုဝင် တိုးဝှေ့ခဲ့ကြသည် မိတ်ဆွေဖွဲ့ခဲ့ကြသည် သူတို့ကြားတွင်ကင်းကွာမှုမထားကြတော့ပေရေသည်သူ၏ရင်ခွင်ထဲတွင် ခိုလုံသည့်သက်ရှိတိုင်းကို ပြုစုရင်းရေထဲတွင်ရှိသည်တရဝါများအတွက်ဖြစ်တည်ပြီးရေ၏ပြုစုဂယုဆိုင်မှုကြောင့်ရေအတွက်သက်ရှိတိုင်းကဖြစ်တည်ခဲ့သည်တကောင်ချင်းစီတိုင်းကအခြားတကောင်အပေါ်တွင်အသက်ကိုဖြစ်တည်စေသည် တစ်ချိန်တည်းတွင်အတီးတီးကအလားတူပင်ဖန်ဆင်းရှင်ဤဖန်ဆင်းခြင်းဤစံကြယ်မှုနှင့် ကြီးမြတ်မှုကို ဖန်ဆင်းရှင်ဤဩဇာအာဏာဤမတာလွန်နိုင်သည့်တကိုးကိုတတ်သိခံခဲ့သည်ပင်လည်းသည်တိတ်ဆိတ်ခြင်းမရှိတော့သည့်အားလျော်စွာမိုးကောင်းကင်တွင်လည်းတက်ရှိတို့စတင်ပြည့်နှက်လာခဲ့သည်ငှက်အကြီးအသေးတို့သည် တကောင်ပြီးတကောင် မြေကြီးမှကောင်းငင်သို့ ပြန်တက်သွားကြသည် ပင်လေတဲကတရဝါများကဲ့သို့မဟုတ်ပဲ သူတို့တွင်ကြော်ရှင်းပြီးတင့်တယ်လှပသည်သူတို့၏ပုံတရံများကိုဖုံးအုပ်ထားသည်အမွှေးအတောင်များရှိကြသည်ພັນစင်းရှင်က သူတို့အပေါ်ချပေးသနာခဲ့သည်ကျွမ်းကျင်မှုများနှင့်သူတို့၏အထူးလှုပ်ဆောင်ချက်များသူတို့၏လှပသည့်အမွှေးအတောင်များကို ဂုံယူဝင်ကြွားစွာပြသကြရင် သူတို့၏အတောင်ပံများကိုခတ်ခဲ့ကြသည် သူတို့သည်မျက်ပြင်များနှင့်တောများတလျှောက်ကောင်းကင်နှင့်မြေကြီးကြားတွင်ကျွမ်းကျင်စွာနှင့်ခောက်တုတ်ခောက်ပြန်သွားလာရင်လွတ်လပ်စွာပြန်တန်းခဲ့ကြသည်သူတို့သည် လေဤအလွန်ချစ်ခင်ရသူများဖြစ်ခဲ့ကြသည်အရာအလုံးဤချစ်ခင်ရသူတွေဖြစ်ခဲ့ကြလိမ့်မည်သူတို့သည် မကြာမီတွင် ကောင်းကင်နှင့်မြေကြီးကို ခြိနှောင်ပေးသူများ ဖြစ်လာကြမည်ဖြစ်ပြီးအရာအားလုံးစီကိုတရင်စကားများတည်ယူပေးကြမည်သူတို့သည် တချင်းတီဆိုခဲ့ကြသည်ပျော်ရွှင်စွာနှင့် ထိုးဆင်းခဲ့ကြသည် သူတို့သည်တချိန်ကဘာမျှမရှိခဲ့သည့်ကဘာစီကိုရှင်လန်းမှုများရည်တံများနှင့် တက်ကြွမှုများတည်ဆောင်လာခဲ့ကြသည် သူတို့သည် သူတို့အပေါ်ကိုခြာပေးသနာခဲ့သည့်အသက်အတော်ဖန်ဆင်းရှင်ကိုချီးမွမ်းရန် သူတို့ဤနှလုံးသားအတွင်ကစကလုံးများကို အသုံးပြုပြီးသူတို့ဤကြည်လင်သာယာသည့်တချင်းဆိုတန်တို့ကို အသုံးပြုခဲ့ကြသည် သူတို့သည်ဖန်ဆင်းရှင်ဤဖန်ဆင်းခြင်းဤပြည့်စုံမှုစံကျယ်မှုတို့ကိုပြတရန်အတွက်ရှင်လန်းစွာကခုံခဲ့ကြသည်သူတို့သည် သူတို့အပေါ် ဖျားသခင်ချပေးတနာခဲ့သည်ထူးမြတ်သည့်ဘဝမှတဆင်ဖန်ဆင်းရှင်၏ဩဇာအာဏာကိုတတ်သေးခံရန်အတွက်သူတို့၏ဘဝတစ်ခုလုံးကိုအနှံကြလိမ့်မည်၎င်းတို့သည်ရေထဲတွင် ရှိသည် ဖြစ်စေ ကောင်းကင်တွင် ရှိသည်ဖြစ်စေဖန်ဆင်းရှင်၏ထိမ့်ချုပ်မှုအားဖြင့်ဤများပြားလာသည့်တတ်ရှိများသည် မတူညီသည့်ဘဝပုံစံတို့နှင့် ဖြစ်တည်ခဲ့ကြသည်။ဖန်ဆင်းရှင်ဤထိမ့်ချုပ်မှုအပြင်၎င်းတို့သည်မိမိတို့နှင့်သက်ဆိုင်သည့်မျိုးစိတ်များအလိုက်အတူတကွစုဝေးခဲ့ကြသည်။ဤနိယာမဤစည်းမျဉ်းကိုညီသည့်တရဝါမြမပြောင်းလဲနိုင်ပေ။ဖန်ဆင်းရှင်က၎င်းတို့အတွက်ချမှတ်ထားသည့်ဘောင်များမှာမြည်သည့်အခါမြကြော်မသွားဝင်ကြတဲ့ကဲ့သို့ကြော်သွားနိုင်သည့်အစွမ်းလဲမရှိကြပေ။ ဖန်ဆင်းရှင်ချပေးခဲ့သည့်အတိုင်း၎င်းတို့ရှင်သန်နေထိုင်က ပွားများခဲ့ကြသည်ဖန်ဆင်းရှင်က၎င်းတို့အတွက်ချမှတ်ထားခဲ့သည့်ဘဝပုံစံနှင့်ဏ္ဍာမများအတိုင်းတတဝေမတိန်လိုက်နာခဲ့ကြသည်ဖန်ဆင်းရှင်က သူတို့ကို ပေးအပ်ခဲ့သည့်ကောင်းကင်ဘုံနှင့်ဆိုင်သောအမိတ်များနှင့်စီးမြင့်များ နားလေသိရှိပြီးဖြစ်သည့်အမိတ်များကိုတတိပြုလျက်ယနေ့အထိစောင့်ထိန်ခဲ့ကြသည် ၎င်းတို့သည်မိမိတို့၏ကိုယ်ပိုင်အထူးနိလန့်ဖြင့်ဖန်ဆင်းရှင်နှင့် စကားပြောခဲ့ကြပြီးဖန်ဆင်းရှင်၏ဆိုလိုရင်းကို သဘောပေါက်ခဲ့ကြသည် သူ၏အမိန့်များကို နာခံခဲ့ကြသည်ဖန်ဆင်းရှင်၏ဩဇာအာဏာကိုညီသူမြလုံးဝမချိုးဖောက်ခဲ့ကြပေ၎င်းတို့အပေါ်တွင်ဖန်ဆင်းရှင်၏စိုးပိုင်မှုနှင့် အုတ်ချုပ်မှုတို့သည် သူ၏အတွေ့အထိတွင် အလုတ်လုတ်ခဲ့ကြသည်မြည်သည့်စကလုံးမြထုံမပြောခဲ့တော်လဲဖန်ဆင်းရှင်ဤထူးခြားသည့်ဩဇာအာဏာသည် လူသားမျိုးနွယ်နှင့် မတူညီသည့်ဘာသာစကားလုံဆောင်မှု မပါဝင်သည်တိတ်ဆိတ်မှုမျိုးနှင့် အရာအလုံးကို ထိမ့်ချုပ်ခဲ့သည်ဤအထူးနီလန့်နှင့် သူဤဩဇာအာဏာကို အသုံးပြုမှုသည် လူသားကို အသိပညာအသက်ကိုရရှိစေခဲ့ပြီး ພັນຊິນຊິນອີທູຈາທີ່ອໍສາອານາອະບໍတွင်ພွင့်ສູມູອະຕິດມ້າກູປິຫຼົກຊີແກດີອີນີ້ທິດတွင်ພັນຊິນຊິນອີອໍສາອານາກູອະຕົງຊາຈິນດີພັນຊິນຊິນອີອະຕຸມະຊິຈິນກູນောက်ຕະຈິງປ략ຕາແກຈິນເປັນຜິດຈອງຕິນໂນກູງາປ ્યો ຢາມີပြီးနောက်ចန်းစာဤဤအပိုက်ကနောက်ဆုံးစာចောင်းကိုကြည်ကြစို့ ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဤသည်မှာအဘဲအရာကိုဆိုလိုသည်ဟုသင်တို့ထင်သနည်းဖျားသခင်ဤစိတ်ခံစားချက်တို့သည်ဤနှုတ်ကပတ်တော်များတဲ့တွင် ပါဝင်နေသည် သူဖန်ဆင်းခဲ့သည့်အရာအလုံးသည် အကောင်အထည်အဖြစ် ဖြစ်ပေါ်လာပြီသူနှုတ်ကပတ်တော်များကြောင့်ခိုင်မာစွာရက်တည်လာပြီးတဖြည်းဖြည်းစတင်ပြောင်းလဲလာသည်ကိုဖျားသခင်စောင့်ကြည့်ခဲ့သည် ဤအချိန်တွင်ဖျားသခင်သည် သူ၏နှုတ်ကပတ်တော်နှင့်ပြုလုပ်ခဲ့သည့်အရာဝတ္ထုအမျိုးမျိုးနှင့်သူပြီးမြောက်ခဲ့သည့်လှုပ်ဆောင်ချက်အမျိုးမျိုးတို့အပေါ်တွင်ကျေနပ်မှုရှိခဲ့သလားအဖြေကထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏ပင်ဖြစ်သည်ဤနေရာတွင်သင်တို့အဘယ်အရာကိုတွေ့သနည်းထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဆိုသည်မှာ အဘဲအရာကိုကိုစားပြုသည်နီအဘဲအရာကို သင်္ကေတပြုသည်နီပြီးမြောက်စေရန် သူရီမန်းထားသည့်ပန်းနိုင်ကိုပြီးမြောက်အောင်ပြုလုပ်ရန်နှင့်သူစီစဉ်ပြီးတတ်မှတ်ထားသည့်အရာကိုပြီးမြောက်အောင်ပြုလုပ်ရန်ဖျားသခင်တန်တွင် တကိုးနှင့်ဉာဏ်ပညာရှိသည်ဟု ဆိုလိုသည်ဖျားသခင်သည်လှုပ်ဆောင်မှုတစ်ခုစီတိုင်းပြီးဆုံးသည့်အခါတွင် နောင်တရခဲ့သလော အဖြေက ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏ဆိုသည်ပင်ဖြစ်နေသေးသည်တဏီပြောရလျင် သူသည် နောင်တမရခဲ့ယုံတင်မကပဲကျေနပ်မှုရရှိခဲ့သည် နောင်တမရခဲ့ပေဆိုသည်မှာအဘဲအရာကို ဆိုလိုသည်နီဖျားသခင်ဤအစီစဉ်သည်စုံလင်သည် သူဤတကိုးနှင့်ဉာဏ်ပညာသည်စုံလင်သည် သူဤဩဇာအာဏာအားဖြင့်သာဤကဲ့သို့သောစုံလင်မှုမျိုးကိုပြီးမြောက်စေနိုင်သည်ဟု ဆိုလိုသည် လူသည် လုပ်ငန်းတာဝန်တစ်ခုကိုလှုပ်ဆောင်သည့်အခါတွင်ဖျားသခင်ကဲ့သို့ပင် ထိုအရာကကောင်းသည်ဟု မြင်နိုင်သလောလူသားပြုလုပ်သည့်အရာအလုံးသည်စုံလင်ခြင်းသို့ရောက်နိုင်သလောလူသားသည် အကြောင်းအရာတစ်ခုခုကိုတစ်ကြိမ်တည်းနှင့်ထာဝရအတွက်ပြီးမြောက်အောင် ပြုလုပ်နိုင်သလားပြည့်ပြည့်စုံသည့်ဆိုခြင်းမှာ မရှိပေ ပိုကောင်းသည့်ဆိုခြင်းသာရှိသည်ဟု လူတို့ပြောသည့်အတိုင်းပင်ဖြစ်သည် လူသားလုပ်သည့်မြည်သည့်အရာမျှစုံလင်မှုကို မရောက်ရှိနိုင်ပေ သူပြုလုပ်ခဲ့သည့်ရရှိခဲ့သည့်အရာများက ကောင်းမွန်သည်ကိုဖျားသခင်မြင်ခဲ့သောအခါဖျားသခင်ပြုလုပ်သည့်အရာအလုံးသည် သူ၏နှုတ်ကပတ်တော်အားဖြင့် ပြင်ဆင်ပြုလုပ်ခြင်းဖြစ်သည်တနည်းအားဖြင့်ထိုအမှုအရာကောင်းသည်ကို မြင်တော်မူသောအခါသူပြုလုပ်ခဲ့သည့်အရာအလုံးသည် အမြဲတည်သောဒရန်တစ်ခုကို ခံယူခဲ့ကြသည် အမျိုးအစားအလိုက်ခွဲခြားသတ်မှတ်ခံခဲ့ကြရပြီးပုံသေးနေရာတစ်ခုရည်ရွယ်ချက်တစ်ခုလှုပ်ဆောင်မှုတစ်ခုကို တကြိမ်တည်းနှင့်ထာဝရကာလပတ်လုံးအတွက်ပေးအပ်ခြင်းခံခဲ့ရသည် ထို့အပြင် အရာအလုံးအကြတွင်၎င်းတို့ဤတာဝန်နှင့် အရာအလုံးကိုဖျားသခင်ဤစီမံခန့်ခွဲမှုအတွင်တွင် သူတို့သွားရမည်ခရီးသည်ဖျားသခင်အားဖြင့်ချမှတ်ဆုံးဖြတ်ပေးပြီးဖြစ်ပြီးပြောင်းလဲ၍မရပေဤဒီမှာအရာအလုံးကို ဖန်ဆင်းရှင်ပေးအပ်ထားသည့်ကောင်းကင်ဘုံနှင့်ဆိုင်သော ဥပဒေသဖြစ်သည် ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဟုသောရိုးရှင်းသည့်လုံလုံလောက်လောက်အတိအမှတ်ပြုခြင်းမခံရသည့်မကြာခဏလစ်လျူရှုခြင်းခံရသည့်ဤနှုတ်ကပတ်တော်တို့သည်ဖျားသခင်ကဖန်ဆင်းခံအားလုံးကိုပေးအပ်ထားသည့်ကောင်းကင်ဘုံနှင့်ဆိုင်သည့်ဥပရေသနှင့်ကောင်းကင်ဘုံနှင့်ဆိုင်သည့်အမိန့်ချမှတ်မှုဖြစ်သည်ယင်းတို့သည်ဖန်ဆင်းရှင်ဤဩဇာအာနာဤ အခြားသောပြယုတ်တခု ပို၍လက်တွေ့ကြသည့်အရာ ပို၍နတ်နဲတိမ်မွေးသည့်အရာဖြစ်သည်သူဤနှုတ်ကပတ်တော်တို့မှတဆင်းဖန်ဆင်းရှင်သည် သူရရှိရန်ရည်မှန်းထားသည့်အရာအားလုံးကိုရရှိပြီးပြီးမြောက်ရန် သူရည်မှန်းထားသည့်အရာအားလုံးကို ပြီးမြောက်ယုံတင်မကဘဲသူဖန်ဆင်းခဲ့သည့်အရာအားလုံးကို သူ့လက်ထဲတွင် ထိန်းချုပ်နိုင်ပြီး သူ့ဩဇာအာဏာအောက်တွင် သူပြုလုပ်ခဲ့သည့်အရာအလုံးကို အုပ်စိုးနိုင်ခဲ့သည့်အပြင်အလုံးကစနစ်ကြပြီးပုံမှန် ဖြစ်ပေါ်သည်အရာအလုံးသည် သူ့နှုတ်ကပတ်တော်အဖျင်းအသက်ရှင်ပြီးသိဆုံးခဲ့ကြသည်ထို့အပြင် သူ၏ဩဇာအာဏာအဖျင်းသူချမှတ်ထားသည် ဥပဒေသအတွင်းတွင် ဖြစ်တည်ခဲ့ပြီးမြည်သူမြလုကင်းခြင်းမရှိပေ ဤဥပရေသသည်ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဟူသည့်အချိန်ခဏချင်းတွင်ပင်စတင်ခဲ့ပြီဖျားသခင်က ရုတ်သိမ်းသည့်နေကိုမရောက်ခင်အထိဖျားသခင်၏စီမံခန့်ခွဲမှု အစီအစဉ်အတော်ဆက်လက်ဖြစ်တည်ပြီးလေပတ်နေမည်ဖြစ်သည်ဖန်ဆင်းရှင်၏အတုမရှိသည့်ဩဇာအာဏာထင်ရှားသည်မှာအရာအလုံးကိုဖန်ဆင်းပြီး အရာအလုံးကိုဖြစ်တည်လာစေရန်အမိန်ပေးနိုင်သည့်သူ၏အစွမ်းနှင်သာမကဘဲအရာအလုံးအပေါ်တွင်စိုးပိုင်မီအချုပ်အချာအာနာကိုကင်ဆောင်ထားနိုင်ကအရာအလုံးအပေါ်အသက်နှင့်ရှင်သန်တက်ကြွမှုကိုအနှင်းနိုင်သည့်သူ၏အစွမ်းတွင်ပါထင်ရှားသည်ထို့အပြင်သူ၏အကြံအစီတဲတွင်သူဖန်ဆင်းမီအရာအလုံးသည် သူဖန်ဆင်းထားသည့်ကဘာတွင်စုံလင်သည့်ပုံသဏ္ဍာန်စုံလင်သည့်ဘဝတိဆောက်ပုံစုံလင်သည့်တာဝန်နှင့်အပြီးအပြတ်ဖြစ်ပေါ်တည်ရှိစေနိုင်သည့်သူ၏အစွမ်းတွင်လည်းဖန်ဆင်းရှင်၏အတုမရှိသည့်ဩဇာအာဏာသည်ထင်ရှားသည်အလားတူပင်ဖျားသခင်၏အတွေးများသည်ချုပ်ချယ်ခြင်းများမခံရပဲအချိန်နေရာသို့မဟုတ် ပထဝီအနေအထားတို့နှင့်ကန့်သက်ထားခြင်းမရှိသည့်သဘောနှင့်လည်းထင်ရှားသည် သူဤဩဇာအာဏာကဲ့သို့ပင်ဖန်ဆင်းရှင်ဤအတုမရှိသည်ဝိသေသလက္ခဏာသည်သာဝရကာလမှသာဝရကာလအထိ မပြောင်းမလဲတည်ရှိနေမည်ဖြစ်သည်သူဤဩဇာအာဏာသည် သူဤအတုမရှိသည့်ဝိသေသလက္ခဏာဤသင်္ကေတနှင့် ကိုစားပြုသည့်အရာဖြစ်နေမည်ဖြစ်ပြီးသူဤဩဇာအာဏာသည် သူဤဝိသေသလက္ခဏာနှင့်အတူဘေးချင်းရှင်လျက်ထာဝရတည်ရှိနေမည်ဖြစ်သည်